မေတ္တာရက်ခံကြပါတယ်။ဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်။အခုပြောပြပေးမယ်။ကိုပြောက်ဂါတာတွေထဲကပထမဦးဆုံးပြောပြပေးသွားမယ်။ကိုပြောက်ဂါတာကတော့မြတ်စွာဘုရားရှင်ကိုယ်တိုင်ရွတ်ဆိုဟောကြားတော်မူခဲ့တဲ့ဂါတာပဲဖြစ်ပါတယ်။ရန်သူမမြင်နိုင်သော ကိုပြောက်ဂါတာဘဝဟံဘယံဒိတ်တော်ဘဝင်စဘဝေတိနံဘဝင် နာပိဝရိယ ကိန်စီနန္ဒိန်စနဥပါတိယိဒီကာရာရဲ့အနတ်အဓိပ္ပာယ်ကတော့ငါဖျားသည်ဘဝ၌အိုနာတရေးစသောဘေးဒုက္ခကို၎င်းကာမရူပအရူပဟု လောကသုံးပုံအလုံးစုံကို၎င်းဘဝကင်းရာရှာသူတို့ဤတန်တရား၌အဖန်တလဲတဲ့ဖြစ်ချင်းကို၎င်းတည်မြင်တော်မူသောကြောင့်သာလျှင်တစုံတစ်ခုသောဘဝကိုမျှတဏ္ဍာဒိဋ္ဌိတို့ဖြင့်မဆွဲလန်းမတက်မတ်ဘဝ၌နှစ်သက်ခြင်းဘဝတဏ္ဍာကိုလည်း ဆွဲယူတော့ဘူးလို့အထိပ္ပယ်ရပါတယ်။ဘဝဟံဘယံဒိတ်တော်ကာထာပေါ်ပေါက်လာခဲ့ပုံကတော့မြတ်စွာဘုရားရှင်နဲ့ဘကဗြဟ္မာကြီးတို့တကိုးပြိုင်ပုံအောင်ကြရာကနေစတင်ခဲ့တာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုတကိုးချင်းပြိုင်ခဲ့တဲ့ဗြဟ္မာကြီးဟာသူ့ရဲ့တကိုးနဲ့ဘလို့ပင်ပုံအောင်တော်လဲဘုရားရှင်ကဗြဟ္မာကြီးပုံအောင်သမ ्या ကိုတိနေပြီးပေါ်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဘုရားရှင်ပုံအောင်တဲ့အလက်ကိုရောက်လာတဲ့အခါမှာမြတ်စွာဘုရားကဗြဟ္မာများငါဤအတန်ကိုသာကြားပါစေ။ ငါဖျားကိုတော်ကမူမမြင်ကြရစေကုန်သတည်းလို့အထိတ်ချန်တော်မူပြီးထိုင်လျက်ပုံးကွယ်နေစဉ်ဘဝဟံအစချီကာရာကိုရွတ်ဆိုဟောကြားတော်မူခဲ့ပါတယ်ဒီလိုလှုပ်ဆောင်လိုက်တဲ့အခါမြတ်စွာဘုရားရှင်ရဲ့အတန်တော်ကိုသာကြားနေရပြီးမြတ်စွာဘုရားရှင်ရဲ့ကိုတော်ကိုမြမာတွေဟာလုံးဝမမြင်ကြရတော့ဘူးလို့ဆိုပါတယ်ဒါကြောင့်ဘုရားရှင်ဟာအိဒီဝိဒအဘိညာန်တကိုးနဲ့ကိုပြောင်းနေတဲ့အချိန်မှာရွတ်ဆိုခဲ့တဲ့အတွက်ဘဝဟံကာရာကိုရန်သူမမြင်နိုင်သောကာရာသို့မဟုတ်ကိုပြောက်ကာရာလို့ တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒီကာရာကိုတနေ့ခုနှစ်ကြိမ်ရုတ်ဖတ်ပေးမယ်ဆိုရင်အရေးကြုံလာတဲ့အခါရန်သူမမြင်နိုင်ပဲကိုပြောက်စေနိုင်ပါတယ်။ဒါ့အပြင်တရဏဂုံ TV ငါးပါးတီလာ ခံယူစောက်တီကမနက်၉ခေါက်ည၉ခေါက်ရုတ်ဖတ်ပူဇော်မယ်ဆိုရင်အနောင်ဘက်ဖမ်းဆီးချုံအောင်ချင်းဘေးရန်နေရာတွေကနေလုတ်ကင်းနိုင်ပါတယ်။ခီးသွားမဲ့သူတွေအနေနဲ့မသွားခင်မှာဒီကာရာကိုတက်စစ်ရုတ်စုပေးမယ်ဆိုရင်လမ်းခီးမှာအနေနဲ့ကင်းစေနိုင်ပါတယ်။ အသက်ဘေးရန်တွေကြုံတွေ့နေရသူတွေအနေနဲ့ဒီကာရာကိုအမဲမပြတ်ရုတ်ဖတ်ပူဇော်ပေးမယ်ဆိုရင်အသက်ဘေးအန္တရာယ်တွေကနေလုကင်းစေနိုင်ပါတယ်။ဒါပြင်ဒီကာရာကိုမိမိနဲ့မိမိရဲ့မိသားစုတွေအပြင်တခြားသူတွေကိုပါအာယုံပြုတ်ပြီးရုတ်ဆုပ်ပေးနိုင်တယ်လို့အိမ်ကြောင်းအဆောက်အဦတွေကိုလည်းဘေးကင်းစေဖို့အတွက်အာယုံပြုတ်ပြီးရုတ်ဆုပ်နိုင်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဂါရာလေးတစ်ခုကတော့ကျေးဇူးတော်ရှင်မဟာဗောဓိမံဆရာတော်ဘုရားကြီးချီးမြှင့်တော်မူခဲ့တဲ့ ဘေးရန်နေရာပေါင်းကနေလွတ်ကင်းစေနိုင်တဲ့နွားမတာဝတ်ကာရာကိုကိုပြောက်ကာရာပဲဖြစ်ပါတယ်။နွားမတာဝတ်ကာရာတော့ဘူတာနိမေမာဖုတ်တန်တုဖုတ်တန်တော့ပိမာပတ်တန်တုပတ်တန်တော့ခောမာဇာနန်တုပါလယန်တုအိနာဒေဝဒီကာရာရဲ့အနတ်ဒိဋ္ဌိကတော့ဘူတာနိမေမာဖုတ်တန်တုဘူတတရဝါများသည်ငါ့ကိုမတွေ့ကြစေုံတည်းဖုတ်တန်တော့ပိမာပတ်တန်တု တွေ့တော်လဲပဲမမြင်ကြစေုံတည်းပတ်တန်တော်ခေါ်မာသာနတု မြင်တော်လဲပဲမတိကြစေုံတည်းပါဠယန္တုအိနာဒေဝရေမြေလေးကို အစိုးရကုန်သောနတ်အများတို့ငါအားဆောင်လျှောက်ကြစေကုန်တည်းလို့အတိတ်ပဲရပါတယ်ဒီကားတော်ကိုလည်းအမဲမပြတ်ရွတ်ဖတ်ပူဇော်မယ်ဆိုရင်ဘေးရန်ရယ်တွေနဲ့ကြုံတွေ့လာတဲ့အခါအသက်ဘေးကနေလွတ်ကင်းစေနိုင်ပါတယ်ဒီကားတော်ဟာမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးချီးမြှင့်ခဲ့တဲ့ ရာမတာဝဂါရာကိုကိုပြောက်ဂါရာတခုလည်းဖြစ်ပါတယ်အခုနောက်ဆုံးပြောပြပေးမယ်ဂါရာကတော့အရေးကြုံလာတဲ့အခါတစ်ပင်တစ်ပင်ဒါမှမဟုတ်တစ်ကိုင်းတစ်ရွက်တွေအပြင်တခြားရရာပစ္စည်းတခုခုကိုယူပြီးဂါရာနဲ့ခုနကောက်မန်းကမန်းထားတဲ့ပစ္စည်းကိုမိမိရှေ့မှာကွယ်လိုက်တာနဲ့ရန်သူတွေမမြင်နိုင်တဲ့ဂါရာတခုလည်းဖြစ်ပါတယ်ဒီဂါရာကိုလည်းနွားမတာဝဂါရာတို့မဟုတ်ကိုပြောက်ဂါရာလို့ခေါ်ဆိုကြပါတယ်နွားမတာဝဂါရာမူဝဲတွေအမျိုးမျိုးရှိတဲ့အထက်ကအလွန်အစွမ်းတစ်ထည့် ဂါရာတခုလည်းဖြစ်ပါတယ်။နွားမတာဝဂါရာကိုကိုပြောက်ဂါရာအုံဂောနာနံနာမစိတ်တံပုတ်တံပိယခဒေဝဂောနေနစာယစိတ်တိတုံမေရုပ်ခမူလေဇာယန်တိဒီဂါရာကိုလည်းအမြဲမပြတ်ရုပ်ဖတ်ပူဇော်တဲ့အခါအရေးကြုံလာခဲ့ရင်ရန်သူတွေမမြင်တွေ့နိုင်ပဲကိုပြောက်စေနိုင်ပါတယ်။ဓမ္မမိတ်ဆွေအနေနဲ့အခုပြောပြပေးခဲ့တဲ့ဂါရာ၃ခုတွေကမိမိတို့အစဉ်ပြေတဲ့ဂါရာကို ရွတ်ဖတ်ပူဇော်နိုင်ပါတယ်ဟုတ်ကဲ့